ရာမျိုးလေးအဲ့မျိုးစာပြီးဟောပြောပွဲထွက်တယ်ကြစ်ကားလေးနဲ့ကြစ်ကားလေးခဏခဏနဲ့ဇိုင်းဆရာ၃ယောက်ဇိုင်းဆရာမင်းကျော်ရဲ့ဇိုင်းဆရာမောင်နေဝင်းရဲ့မောင်ဝန်းလာမောင်နာငယ်ဆုံးအဲ့ဒီမှာတွားရင်းနဲ့ဒီမျိုးလေးကနေဟိုမျိုးလေးဟောပြောပွဲကူးဖို့အတွက်ရှေးတုန်းကပေါ့သူတို့မဆက်ရခက်ပေါ့လမ်းမှာကားပြတ်တယ်ကပ်ပြတော့ကားဆရာမေးတယ်ကားဆရာခဲကားကျွန်တော်ကပြဿနာနည်းနည်းရှိတယ်ဆရာကြီးကမလွယ်ဘူးတဲ့ဟာမလို့ရှိလို့ပြဿနာ ကျွန်တော်ကဘိန်းပေါက်ပြီးတော့စီကုံပြီးတော့အင်ဂျင်ကွဲသွားတာဟဲ့ဒါလည်းကြီးတယ်ပြတ်သလားရှိဦးမလားဗျာပေါ်ပြောတာဆရာကြီးအားငယ်မှာဆိုလို့ဆရာလေးဘယ်အားအားငယ်မှာဆိုတာပူပြီးဆိုးသွားတာဘာလို့ပြောရတော့လမ်းဘေးလေးကစင်းမော်ချိုင်းပြီးတော့ဘာလို့မသိစိတ်တွေညစ်ဟိုလည်းမရောက်ဒီလည်းမရောက်ဒီညဘယ်မှာတရားမလဲဘယ်မှာစားမလဲဘာမှပြန်လို့လည်းမရတော့ဘူးလက်လျှော့ပြန်ပါလက်လျှော့သွားမှာ clearly ဒီစင်းဝင်ဆိုင် လဲဘောကဆင်းလာတာကပေါမိုးလဲလေးဘုံကြီးတော့ပါတက်တော့40အဝါရ40ကျော်50လောက်ရှိမှာပေါ့တက်တော့60ကျော်80ကြီးဟဲ့ဘာဖြစ်နေရလဲမင်းတို့ဘုံကြီးကပုံမလဲနဲ့ကြောပါဘုံကြီးလေးကြောဘယ်ရောင်းလို့ဘာဖြစ်နေလဲမင်းတို့ဒီလိုကားပြက်လာပါကားပြက်လာမြင်လားပဲဒီချိန်ကြီးမင်းတို့ဒီကားနဲ့သွားပြက်အောင်ဘယ်ကနေဘယ်လိုသွားပြီးဘာလို့ကြမှာတော့သူတော့ဟောပြောဝဲဘာငါလည်းဘယ်တရားဝဲမှမချမ်းမိပါဘူး မဟုတ်တပည့်တော်တော့ဟောမှာမှန်မင်းတို့ဟောမင်းတို့ဘာကောင်းနေမလို့ဟောမှာတော့ဟုတ်တပည့်တော်တော့ဆိုင်းဆရာတွေပြောအော်ငါသိပြီမင်းတို့မင်းတို့ဟောဟောနေရတယ်စာပေဟောပြောပဲဆိုတာဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဗျာအော်အေးဟုတ်ပြီမင်းကမဆိုလို့တပည့်တော်မောင်ဝင်တော့ပါဗျာဟမ်ငါမနဲ့ဒူနဲ့မလိုက်တာကွာဟိုတယောက်ကမင်းကြော်ပါဗျာမဲနဲ့နာမယ်ယူတာမင်းဟိုဟိုပူပူဝမ်းမဲမဲတပည့်တော်မောင်နေဝင်ပါဗျာအမဲမင်းကပါတီအုပ်ထိုင်နေတော့နာမယ်တူးတယ်ဘုန်းကြီးကခင်မိတယ် လိုလို့ကွာလှဲ့ဝတ်တဲ့ငါရွာလိုက်ခဲ့မင်းတို့တဲရမယ်အိပ်ရမယ်စားရမယ်ကောင်းကောင်းမင်းတို့နားရမယ်နောက်မှမင်းတို့ဟိုကားကိစ္စတွေကြည့်ရှင်းငါရွာတည်းကနေလှဲလေးနဲ့သွားလိုက်ရဲ့နောက်နှစ်နိုင်သုံးနိုင်ဆိုရောက်ပြီညကျတော့ငါရွာမှာစာပြီးဟောပြောလေးလုပ်ပြီစားမင်းတို့ငါရွာဟောပြောပဲတခါမှမကြုံဘူးဟောပြောပဲမကြုံဘူးတော့မင်းစာရေးဆရာလည်းမမြင်ဘူးဆိုင်ဆိုင်ဆိုတော့တိကျမှတိမှာဟာတော်ဟုတ်တယ်ရွာ စာလည်းမတက်ဘူးကွအေးစာအုပ်သုံးတော့တရားလုံးမှာစာအုပ်သုံးတော့ရှိတယ်ဘာလဲမင်းကျော်မောင်နေမင်းတို့စာအုပ်တွေမှာလို့ဩကတရဲ့ပည်ကြီးရဲ့ဓမ္မဆက်ကြရဲ့တဲ့သွားရလိုက်ပါရွာရောက်ကဲနားကြောင်ကွာရေမှုချိုးကြအောင်ဆရာတော်ကလော့စပီကာကြီးကိုတစ်ပင်ပေါ်တက်ချိခိုင်းပြီးတော့ပူစင်းနေချိခိုင်းပြီးတော့ရွာဘက်လှည့်ထားအဲ့စီကန်နေဆရာတော်ကဟောပြောရဲ့ရှိတဲ့ကြောင့်ဖိတ်တော်လာဟေးရွာတဲ့ဟာရီ ဒီလိုပဲခေါ်တာသူကညွာတဲ့ဟာရီဒီညငါကြောင်းဟောပြောပဲရှိတယ်တင်းအောင်ကြောင်ကုန်လာခဲ့မလိုင်းငါနဲ့တွေ့မှာဒါပဲမှတ်တာလေးစားစွာဖိတ်ကြပါသည်ပေါ့နော်စေနာလေးအိမ်ပညာဒါလာကိုနှစ်ဘူးဟလားကိုကြီးညကြလာကြပြီကျမ်းပြင်မှာကျမ်းပြင်မှာထိုင်ရတယ်ဟောဆိုင်ဆရာတော်ကလည်းအဲ့ဒီကျမ်းပြင်မှာဒီဘက်မှာပဲဆရာတော်တစ်ပါးတည်းဒီဘက်မှာခုံလေးနဲ့မိုက်ခရိုဖုန်းအလဲမှာ ဘယ်မှာတွေ့လိုက်အလုံးစုံမလားစုံပါပြီဗျ။ဟိုမှာတွေ့လားဆိုင်ဆရာတော့ရန်ကုန်မြို့ကဆိုင်ဆရာကြီးငါမနေမလို့ဆရာဖူပြီးပင့်လာတာမင်းကဂုံတက်အောင်ပြောပေးတာအဲ့သူတို့ဟောင်းလိုက်မတယောက်စီအဲ့နင်တို့လေးလေးဆဆနားထောင်နားယူရန်ကုန်မြို့တော်ကြီးကစာပေပညာရှင်ကြီးတွေနော်နင်တို့မလေးမဆမလို့တဲ့သူတို့ပြောရင်နင်တို့တေချာနားထောင်အသက်တောင်ပြင်းပြင်းမရှူနဲ့မျက်တောင်ကိုတေချာခတ် ရေလမ်းမောလားနောက်လားပြောင်းလားမလုံးနဲ့ဒါပဲငါဒီကနေကြည့်နေနားလဲဗလားဟဲ့နားလဲပါဖေချုပ်တယ်ဆရာတော်ကဲအငယ်ဆုံးကောင်လားဟောဟာထုတ်ပတိဖတ်တာလည်းမပေါ့ငယ်ငယ်ဆုံးကောင်လေမောင်နာသူကဟိုကနေဝါနေကြည့်မောင်နာကြည့်ကဟာတခါမှမမြင်ဘူးလေမြင်ခွဲတမျိုးခံစားသွားဘွားကြီးကယောဂီတစ်ပက်ကလေးလက်တော်ထိုးလာတယ်တချို့ဖိုင်းတဲ့ထင်းရဲ့ပကံလေးရှေ့ချထားတယ် တချို့ကငါပြောပြီးလေးနဲ့မတချို့ကဒူးလေးတုပ်တချို့ကလက်အောင်ချောင်ချီထားတယ်ကွာမကြုံဘူးစာပြောပြောပဲစာရေးဆရာဒီကထွက်လာပြီးမတ်တရကြည့်တော့ကြောင်တောင်တောင်ကြည့်နေဒီကလည်းကြောင်တောင်တောင်ပေါ့ပြန်လာဘယ်လိုလဲကြည့်ပြီးတော့မောင်နာလဲအဲကျွန်တော်စာရေးဆရာမောင်နာပါခင်ဗျာဟာဘာကြီးပါလိမ့်ပေါ့ကျွန်တော်ရုပ်ရှင်ဒါရိုက်တာလည်းလုပ်ပါတယ်ခင်ဗျာဟာဘာတွေပြောနေတာတော့ပေါ့သူတို့သိတာကထွက်လာပြီးရင်ဆရာတော်ဆိုပလင်မောင်ထိုင်မယ် နမောတတသီလပေးရမယ်ဟုတ်လူကြီးထွက်လာပြီးတော့သီလလည်းမပေးပါနဲ့ဘာလို့ပြောလဲတတော်ဟုတ်ကွာအဲကျွန်တော်ကရုပ်ရှင်ဒါရိုက်တာဆိုတော့ဗျာယင်းနည်းမှုလေးရအောင်တော့ပြောအောင်ပါပဲဆိုပြီးတော့မင်းသမီးတွေဘာလဲကျွန်တော်အမူအရာတွေသင်ပေးရတာပေါ့ဗျာသင်ပေးရတဲ့ကျကျွန်တော်ဘာလို့လဲဆိုတော့မင်းသမီးတွေပခုံးလေးတွေကင်ရတာပေါ့မျက်နှာလေးတွေကင်ပြီးတော့လူလူစားကွယ်ခေါင်းလေးတွေကင်ပြီးတော့လူလေးတွေကွယ်မင်းသားတွေတော့ကျွန်တော်သင်မပေးပါဘူးဗျာဒီခေါင်းလေးအော်တချို့ဘွားကြီးကထင်းရဲ့ပကံနေပြန်သိမ်းသွားတာ တချို့ဘာကြီးကမျက်နှာကြီးအောက်ဆိုက်ချလို့ရှက်လို့အဲ့ဒါပြောမလဲလက်အုပ်တွေခြိစားတွေပြန်ပြုတ်သွားတယ်စောစောတော့ကြည်ညိုရမလားဆိုပြီးတော့ခုကလက်ကင်ခြေောက်ကင်ဘာညာတွေပြောတာဟုတ်မော်လားကဲရင်းနှီးမှုရအောင်ထပ်လုံးမှာဒီတိုင်းတော့မရသေးဘူးအော်ရပြီကျွန်တော်ကဘယ်မောင်ရကျွန်တော်ညီကိုလေးယောက်ရှိတယ်ကျွန်တော်ဒုတိယသားကျွန်တော်အဖေကဆိုင်ဆရာဒါရိုက်တာရုပ်ရှင်ဒါရိုက်တာဥသာဓုအော်ဒါဓုဆိုတော့နည်းနည်းခေါင်းလေးမော့လာတယ်ဟောဆိုဒါဓုခေါ်ဆရာပါလာပြီ လွင်နေကြလားအဲ့တော့ဥဒာဓုနဲ့ဒေါခင်ညိုနဲ့အကြောင်းပါတော့တန်းလေးအောင်မွေးတော့တာဓုတာဓုတာဓုဆိုတော့အာယုဝဏဒုက္ခဗလာပေါ့ဗျာမဲဟုတ်လားဗျသူတို့ကြားဥဒာပါလာပြီတာလေးအောင်မွေးတော့တာဓုရဲ့တာတွေဖြစ်တဲ့အကြီးဆုံးသားကိုအာယုလိုနာမည်မှတ်ပါတယ်အဲ့ဒီအာယုဆိုတဲ့ကောင်ကသုံးနှစ်သားမှဒီကောင်သေသွားတယ်အတိတ်ကအသက်ရှင်ရှင်လို့ဒီပဲရတယ်ကောင်အစောကြီးသေသွားတယ်ပြိဿတုတ်တုတ်မှမလို့ ဒုတိယသာဝဏ္ဏအစင်းလာခြင်းလို့ဒိဗ္ဗရတယ်ကျွန်တော်မျက်ခွက်မြင်တဲ့အတိုင်းပါပဲဗျာကြီးဘူးနော်ပြိဿကခုနဘုန်းကြီးကမှားရဲ့လေသူတို့ပြောတာကိုကြီးလမ်းမောလားနောက်လားပြောင်းလားမလုပ်အောင်မှာတတ္တရာကောအာယုဝဏ္ဏဒုက္ခချမ်းသာခြင်းလို့ဒိဗ္ဗရတယ်ဒုက္ခဆိုတတ္တရာသာမိုးတဲ့အချိန်မှာလမ်းမွေတဲထိုးနေရတယ်ဗျာတခြားစီဗျဗလအင်မတန်ဗလရှိလို့ထင်အဲ့ကောင်ပြိမိချက်ချက်ကလေးသူ့မောင်းနဲ့ဟာဘလူးလို့မှမရှိဘူး ုန်းကြီးကတိလိုက်ပြီဟေးတကမင်းမင်းခဏဘေးဖယ်အောင်သူကနေရဝင်းလိုက်တယ်ဟဲ့နေတော့ခက်ပါလားရွာရဲဟာရီဟဲ့ဘယ်တော့အားလုံးကောင်းလဲဟုတ်ခမရကြီးစရာပြောနေတယ်လေကြီးလေးနေတော့ကြီးစရာပြောတော့မရင်ပြောတဲ့လူဘယ်တော့အားလုံးကောင်းငဲ့လာဘူးစရာကောင်းအဲ့တော့သူပြောရီပေးရတယ်ငားလေလားငါပြောတာနားလေပါဖေအေးဒါပဲဟုတ်တော့ဟောလာပြန်လာဟောဒီနေရာလေးကိုကတ်ရှုပ်ကြရတာမောနာ ကဲပြောပါရပြီဟုတ်ကဲ့မိတ်ဆွေများခင်ဗျာကျွန်တော်တို့မြန်မာစာပေလောကမှာပကံပင်းရအင်းဝကုန်းမောင်းဆက်တယ်ပဲခကြီးဝါဆိုထားကြီးညီခိုင်းထားတာပြောဆိုပြောရင်ညီလို့ပြောထားတာဘာညာမသိညီထည့်လိုက်တာဟောလာဆက်ပြီးတော့နောက်တစ်မိနစ်ပြောမယ်ကျွန်တော်ရတ္တ၉ပါးလို့ခေါ်ပါတယ်ခင်ဗျအဲ့မှာချစ်ရှင်တလားတရားကြားကြားပြောဆက်စုပ်ကြောင်းရဲဝအောင်တော့ရတာဝါဆိုထားကြီးရော ဘာမှလုပ်လို့မရအောင်ဒါကမဖယ်ဘူးကွာဘုန်းကြီးကသူဝင်ယူရတာဟာခက်ပါလားနင်တို့ကဟမ်ပြောတယ်ရည်ရတာမဟုတ်ဘူးဟာကြီးစရာဘာမှရည်ရတာဩနင်တို့လေငါအရှက်ခွဲတဲ့ဟာတွေပဲကဲလို့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 ငါဘေးကခွဲနေငါကြည့်နေမှာတောင်းရတယ်သူဟောလိုက်မယ်ဆက်ပြီးတော့သူခေါ်တဲ့ဆံမှာရည်စရာပိုင်ရင် ငါ့ကိုကြည့်နေငါလက်လျှောက်ပြလိုက်ငါလက်ချရင်ကြည်လာရငါ့ကိုတေချာကြည့်ငါချဲပြဟဲ့လာဟောဟာတွေ့ရပြန်မြင်းငယ်လေးနဲ့တို့ရောဘာပြောရမလဲဖေဟာတခုပြောကြည့်စမ်းကွာငါငါဒီကောင်းလေးရာသူရာသားတွေငါပြောရတယ်ဖြစ်မလားအငိမ့်လေးဟာပြီတခုပြောကြည့်စမ်းလေရည်စရာလေးတခုအဲအဲ့ဒါဆိုရင်အထုပ်ကြီးပေါ်ကတေုပ်ကြီးချော်ကြတော့မြင်းစည်းချော်ကတစ်ခွက်ပေါ်ဗျာဘုံကြီးအမြောက်ပြတယ် အောက်ကဝေါ်နဲ့ရေးကြတယ်ပြန်ချိုက်တယ်ရတော့ဟုတ်ပြီအဲ့တော့နောက်တစ်ခုဆက်ပြောကြည့်စမ်းတရားကြီးဟိုကကရာကြီးဆော်ကြတော့ငါကြီးရောတစ်ခွက်မြောက်ပြတယ်ချိုက်တယ်ရရတော့ဟုတ်ပြီဟန်ကြပြီပြောလိုက်ဟာစပိုင်းမြောက်ပြလိုက်ဒါပေမဲ့မော်နာပြောရင်ပြောနေအားငယ်လားဘောဆိုပြိဿတရားအောင်မှသူ့ကိုမကြည့်ဘူးဆရာတော်ရဲ့ကြည့်နေတာစဉ်းစားကြည့်ပေါ့ဗျာ ကိုယ်ကိုမကြည့်တဲ့ပြိဿဟောနေရတာအကုန်လုံးကခေါင်းနဲ့ဟောပဲကြည့်တယ်မြင်လားမြင်လားဒီအဲ့တော့စိတ်ကညင်တဲ့သူကဒါမှပြောချင်တော့အဲ့ဒါကြီးဟာလိုက်ကဲကျွန်တော်အချစ်စာရင်းတစ်ခုရစာသိမ်းမလေးပြောပြမယ်ဒီတော့ခုပြောမထမ်းပါသိမပါဘူးတော့ဗျာကျိုးလို့ရသေးတယ်လက်ပြောင်းလိုက်မှဆိုလို့ခင်နဲ့မောင်မောင်နဲ့ခင်အမှန်တရားချစ်ကြအရွယ်လေးလည်းမျှ အဲ့ဒါကလေးရဲ့တူရုပ်ရှင်လည်းလှဥစ္စာလည်းပေါ့မိပါတဲ့သဘောတူပတ်စံလည်းချမ်းသာပညာလည်းတက်ဘာလို့လေးလဲချစ်ခီးလာမှာဖြောင်းနေပြီသို့တော်လေဩကောင်းမလေးကသွေးကင်ဆာယောဂါရှိတညက်နေသားခင်ကမောင်ရဲ့ခင်ကိုကားပေါ်တင်ပြီးတော့အင်းအားကန်ဆောင် ခေါ်သွားပြပါလားမောင်ရဲ့အိတ်ခွဲခေါ်သွားရောက်မောင်ရင်မှန်တကားလေးချလိုက်ပါအိတ်ခွဲမောင်ရင်ခင်ကိုပွင့်ထားကြပါအိပါခွဲ မောင်ကြီးကားကားကြီးဖွင့်ပြပါအောင်အေးဖွင့်ပါပါကောင်းမှထိုင်ရင်လေမောင်ကြီးလာတာနေလာရင်လာတာနေတဲ့ချီရဲ့မြောက်ပြန်လေးလေးမြောက်ပြန်လေးတနှင်းချင်းနဲ့တသုံးလုံးနဲ့ဖြူးနေတာပေါ့ချီရဲ့ပိုင်းလာလေပိုင်းလာလေတင်းနေတယ်လေချီရဲ့မင်းသားတွေကရောက်မင်းလာလေမောင်ခင်လက်ရောင်လည်းမမြင်ရတော့ပိုင်းလာလည်းမခံစားနဲ့မြောက်ပြန်လေးအထီးတူလေခင်မသိတော့ခင်မြေလို့ဒီမှာအကုန်လုံးမှောင်မိတ်နေပြီခင်သိတယ်ခင်အယုန်လေးအကုန်ဆုတ်ကုန်ခင်မင်းဘာတွေပြောနေလဲခင်ပြောမယ်မောင်ပြောမယ်မောင်ပြောမယ်ပြောမယ် ခင်သိစခန်းပြောနေကွယ်မောနေပြီခင်နောက်ဆုံးချင်းရောက်ပြီဆိုတာခင်သိတယ်အဲဒါကြောင့်မို့ခင်နဲ့မောနဲ့စတွေ့တဲ့ဒီညလေးမှာနောက်ဆုံးချင်းလေးမှာဒီညလေးမှာခင်ရဲ့နောက်ဆုံးထွက်တဲ့ကလေးအဲ့ခင်မဟုတ်တယ်မပြောနဲ့ခင်သိတယ်မောခင်မပြောနဲ့ဖြစ်တရားပေါ်မှာမောင်နဲ့ခင်နဲ့လေအဲ့လိုပဲချိပြီးပါနာလက်တွဲပြီးအတူတူရောက်လာမို့ခင်လေးဆုတောင်းအဲခေါင်းပြုတ်ကြလာမောင်ကလှုပ်တက်တယ်လေရုပ်ရှင်တိုက်တာအဲ့သူဟာခင် 没有瓜，没庙里边家不家来着？哎，什么风的，没有那土的，塞了呢，没庙来来家了，半子还来说了，那个前他的家了，今年秋十一，家了？哎，了都请来多庙不来？哎嘛，我、哦、那土里，我搞房乌呀，谁说的幺子？ လက်ကြီးထောက်ပြီးတော့ဆရာတော်ဖားပြီးអော်ပြောလိုက်ဆရာတော်ဗျာမင်းမင်းတည်တဲ့ခန္ဓာတော့အားကြီးရဗျာသိ